ဆွေတွေအားလုံးမင်္ဂလာပါ။ Let's start the new channel ကနေကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာတော့ Any News ရဲ့အပတ်စဉ်ကဏ္ဍဖြစ်တဲ့တပတ်အတွင်းစစ်ကောင်းဆောင်တွေဘယ်တွေတွားပြီးဘာတွေလောက်ခဲ့လဲဆိုတာပဲဖြစ်ပါလေ။ဒီတပတ်အကြောင်းမပြောမီပြီးခဲ့တဲ့အပတ်အတွင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်တရားရုရှားနဲ့ဘယ်ရာရုခီးစင်ကနေပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်တီတကူဖုန်းကြီးဦးညာနေတရရဲ့88နှစ်ပြည့်မွေးနေ့ကိုတက်ခဲ့တယ်လို့မာရာဝီဇီယာမှာကျင်းပတဲ့ဆွန်းဆန်ဆိုင်လောင်းပွဲကိုလည်းတက်ခဲ့ပါတယ်။ စစ်ကောင်ဆောင်တီတကူမွေးနေ့ပွဲတက်နေချိန်ဒူးစစ်ကောင်ဆောင်စိုးဝင်းကသူ့ရဲ့တပွဲတီတော့ပွဲအဖြစ်မြန်မာအထူးစည်းဝါးရေးဆောင်ဆိုင်ရာဗဟုအဖွဲ့အစည်းဝေးပွဲကိုတက်ရောက်နေခဲ့ပါတယ်။နောက်နေပြည်တော်ရောက်လာတဲ့တရုတ်အထူးကိုယ်စားလှယ်တင်းရွှေချင်းကိုစစ်ကောင်ဆောင်ကလက်ခံတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီနောက်စစ်ကောင်ဆောင်ဟာရန်ကုန်မြို့ကိုရောက်ရှိလာခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာတော့စစ်ကောင်စောင်းမင်းအလိုင်းဟာတနင်္ဂနွေနေ့မနက်ပိုင်းကတည်းကစလို့နေပြည်တော်မှာစစ်ကောင်စီကပေးတဲ့ဂုံတူးဆောင်ပွဲများရှင်းမြင့်အနှံ့ချင်းအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ဒီနှစ်ဇန်နဝါရီ၄ရက်လွတ်လပ်ရေးနေ့နဲ့မလ၂ရက်တောင်တူလယ်တမားနေ့တွေမှာအမိတ်ကြော်ညာစာထုတ်ပြန်ပြီးဖြစ်တဲ့ စီတူဘွဲ73ဦး၊တူရဘွဲ3ဦး၊ဇေယျကျော်ထင်ဘွဲ18ဦး၊ဝနကျော်ထင်ဘွဲ14ဦး၊လင်္ကာကျော်စွာဘွဲ2ဦး၊သိပ္ပံကျော်စွာဘွဲ2ဦး၊စုစုပေါင်း50ဦးကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်စစ်ကောင်ဆောင်တွေအတန်ကြာပြောက်ကွယ်နေပြီးနောက်မတ်လ19ရက်ဗုဒ္ဓနေ့မှာတော့52နှစ်မြောက်မွန်ပြည်နယ်နေ့အတွက်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကတဝန်လာပေးပို့ခဲ့ပါတယ်။အဲ့ဒီတဝန်လာထဲမှာလည်းကချင်ရှင်း၊ကရင်၊ကရင်နီကရား ရခိုင်နယ်ခြံစတဲ့တိုင်းရင်းသားတွေရဲ့နေထူးနေမြတ်တွေထဲပြောလို့ရှိတဲ့စကားတွေအတိုင်းစစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်သူတွေကိုဆွဆွဲပစ်တင်မှုတွေပြုလုပ်ထားတာကိုတွေ့ရပါတယ်။ယနေ့ဖြစ်ပေါ်နေတဲ့ပဏိပခတွေနဲ့လက်နက်ကင်အကြံဖက်တိုက်ခိုက်မှုတွေဟာနိုင်ငံရေးအမြင်မတူညီမှုတွေကိုအခြေခံတယ်လို့တတိတခြားရက်တီလိုစိတ်နဲ့အတကျိုးစည်းဘွားကတည်းကရှေ့တန်းတင်နေကြတာကြောင့်လည်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။ တနိုင်ကလုံးမှာတိုင်းရင်းသားလက်နက်ကင်တွေနဲ့ PDF တွေရဲ့တိုက်ခိုက်မှုကြောင့်အခြေခံအဆောက်အအုံနဲ့ဒေတာခံပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေပြတ်တုံးကဆင်းရဲဒုက္ခရောက်နေကြရပါတယ်လို့တနိုင်ကလုံးဘုံပတ်ကျင်းနေတဲ့စစ်တပ်ကိုဥစားအမိန်ပေးနေသူကပြောပါတယ်။စီးလုံးညီညွတ်မှုပြတ်ပြရာကနေဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခများပေါ်မှာသင်ကန်းစာယူကြဖို့အချိန်အခါကြာရောက်နေပြီဖြစ်တယ်လို့အာနာရှင်လက်တဲ့ဗိုလ်ချုပ်မှုကြီးကပြောပါတယ်။ဒီတပတ်ပုတ်ထူနေမလာ၁၉ရက်နေ့မှာ ဒုစစ်ကောင်ဆောင်စိုးဝင်းကချမ်းပြည်နယ်တောင်ပိုင်းကိုရောက်ရှိနေခဲ့ပါတယ်။အဲ့ဒီမှာအောင်မန်းနဲ့ကလောတက်နယ်တွေစီတွားရောက်ခဲ့တာတွေ့ရပါတယ်။ပထမဆုံးအောင်မန်းတက်စေရုံကိုတွားရောက်ခဲ့ပါတယ်။နောက်တစ်ရက်ကြာလာတဲ့နေ့မှာတော့စိုးဝင်းတယောက်ကလောတက်နယ်ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီမှာစစ်ကောင်စီဩဇာခံတွေနဲ့တွေ့ဆုံပြီးမာလန်းတွေရွှေ့ခဲ့တာတွေ့ရပါတယ်။အဲ့ဒီတည်းသူတို့လက်အောက်ခံအတိုင်းဝိုင်းမှာစစ်မှုထမ်းနဲ့ပတ်သက်ပြီးငွေကြေးမတမာမှုတွေပြုလုပ်နေတာကြောင့်နေစဉ် ဲ့ဒီပြဿနာတွေကိုဖြေရှင်းနေရတယ်လို့ဒူးချုပ်ဆိုးဝင်လို့အမိပြောင်ရသူကထဲသွင်းညီးတွားသွားပါတယ်။ဒါပေမဲ့ဘသူတွေကဘလို့မတမာမှုတွေလှောက်ဆောင်နေကြတာလဲဆိုတဲ့အသေးစိတ်ကိုတော့ထဲသွင်းပြောကြားရတာမျိုးတော့မရှိပါဘူး။ဒါကြောင့်စစ်မှုထမ်းစင့်ခေါ်ရင်နဲ့ပတ်သက်ပြီးစင့်ခေါ်ရေးအဖွဲ့တွေရဲ့ မာယွန်းနဲ့လှုပ်ဆောင်မှုတွေကိုစစ်ကောင်စီထံတင်ပြကြဖို့တူကမှာတော့ပါတယ်စစ်တပ်ကထုတ်ထားတဲ့ဒုတာဝန်အရေးသုံးပါးနဲ့နိုင်ငံကိုကာကွယ်ဖို့အတွက်အာဏာသိမ်းစစ်ကောင်စီတပ်မှာအင်အားတောင့်တင်ဖို့လိုအပ်တယ်လို့အာဏာသိမ်းခရယာမှာဒုတိယတာဝန်အရှိဆုံးသူဖြစ်တဲ့ဒုတက်ကောင်ဆောင်ကပြောပါတယ်ဒါကြောင့်စစ်မှုထမ်းတွေခေါ်ယူနေတာလို့ဝန်ခံပြောကြားသွားပါတယ်အဲ့ဒီကြာလာပလေးနေမှာပဲစစ်ကောင်ဆောင်မင်းအောင်လိုင်းဟာမြန်မာနိုင်ငံဆိုင်ရာ Russia Federation နိုင်ငံတန်အမတ်ကြီ မစ္စတာအစ္စကန်ဒါအဇီဇော ਨੇ နေပြီးတော့မှတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီမှာရုရှားခီးစင်မှာဆက်လုပ်ဖို့ကြံတဲ့အကြောင်းတွေဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီရုရှားနိုင်ငံလွတ်တော်တွေကပူပေါင်းဆောင်ရွက်မှုတုံ့ပြန်လှုပ်ဆောင်မဲ့အကြောင်းနဲ့ရုရှားနိုင်ငံကလွတ်တော်တွေစီစစ်ကောင်စီရဲ့လေလာရေးအဖွဲ့တွေဆေလွတ်နိုင်ရေးကာကွယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီလက်အောက်ခံမီဒီယာတွေရဲ့ဝါဒဖြန့်ရေးသားမှုတွေအရသိရပါတယ်။ အဲ့ဒီနောက်စစ်ကောင်စာမင်းအောင်လိုက်တယောက်တောက်ကြနေမှာရုရှားတရုတ်အိန္ဒိယထိုင်းအပါအဝင်ဒီပနိုင်ငံတရှိုးကကျွမ်းကျင်ပညာရှင်တွေနဲ့လေးလာသူတွေတက်ရောက်လာတဲ့2025အလွန်ဗဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမည်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများကောင်းစဉ်နဲ့တုံးတက်ဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပါတယ်အဲ့ဒီပွဲရဲ့မိခွန်အပြီးပြောကြားခဲ့တဲ့အထက်နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကစစ်ကောင်စီအပေါ်တက်ရောက်မှုရှိပြီး အခက်ခဲရှိပေမဲ့ကိုနီကိုဟန်နဲ့ကြော်လွားနေတယ်လို့စစ်ကောင်ဆောင်ကပြောထားပါဗျ။ sanction လောက်လို့ရှိရင်လောက်တာတော့ impact အကျိုးတက်ရောက်မှုတစ်ခုတော့ရှိပါလိမ့်မယ်။သို့တော်လည်းတပြေးပြေးနဲ့ဒီနိုင်ငံတွေကသူတို့ရဲ့အခက်ခဲကြော်လွားဖို့အုပ်စုတွေဖွဲ့ပြီးလောက်လာရင်ကြိမ်ဖက်တွေဖြစ်လာရင်ပိုဆုံးမှဖြစ်တယ်။အခုလည်းကျွန်တော်တို့အပေါ်မှာ sanction လောက်ထားတာကျွန်တော်တို့ကိုနီကိုဟန်နဲ့ကြော်လွားနေတာပဲ။ဖြည့်ချင်းလို့ရနေတာပဲ။အခက်ခဲတော့ရှိတာအမှန်ပါ။သို့တော်လည်းဖြည့်ချင်းလို့ရနေတာ။ ဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်လောင်းနိုင်ဖို့ဆိုရင်တစ်ဖက်ကလည်းကိုယ်လဲစူးစမ်းအားထုတ်မှုလိုအပ်တယ်လို့တစ်ဖက်ကလည်းနိုင်ငံရေးနည်းလမ်းအရာတစ်ဖက်ကဒါတွေဖြည့်ချင်းကြရမှာလဲဖြစ်ပါတယ်လို့အာနာတိုင်းပို့ချုပ်မှုကြီးကပြောပါတယ်။လက်တလောအပြပြဆိုင်ရာအလုတ်တမရေးရအဖွဲ INO ရဲ့ဥပဒေပုံမှန်33အရာစစ်ကောင်စီကိုပိတ်ဆို့အရေးယူဖို့ဝင်ငွေရလမ်းဖြတ်တောက်ဖို့ဆုံးဖြတ်ချက်မူကြမ်းချမှတ်ထားတဲ့အတွက် ပိတ်ဆို့အရေးယူခံရမှုတွေထက်တိုးလာဖွယ်ရှိချိန်မှာပဲစစ်ကောင်ဆောင်က အခုလိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။တခါအသက်68နှစ်အရွယ်ရှိပြီဖြစ်တဲ့စစ်ကောင်ဆောင်ကမြမစီးပွားရေးကိုမြင့်တင်ဖို့မလွဲမသွေလိုတယ်လို့ပြောတယ်လို့သူ့ရဲ့တွေ့ရှိချက်တွေအရမြန်မာနိုင်ငံရဲ့ GDP ဟာဘီလီယံ60နဲ့90ကြားရှိတဲ့အတွက် လာမယ့်ဘဏ္ဍာနှစ်မှာ87ဘီလီယံအထိမျောမှန်းပြီးလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။ ဒါပေမဲ့ကမ္ဘာပံကတော့မြန်မာ GDP ဟာအခုဘဏ္ဍာနှစ်အကုန်2025မတ်လမှာတည့်ရခိုင်နှုန်းထက်ကျသွားမယ်လို့ခန့်မှန်းထားပါတယ်။ဒါ့အပြင်လူဦးရေတန်းထောင်ရှင်ရှိတဲ့ဒေသတွင်းနိုင်ငံတွေစီဖနက်တင်ဖို့ရောင်းချဖို့စစ်ကောင်ဆောင်မှာအကြံဉာဏ်ကောင်းတွေရှိနေတဲ့အကြောင်းလူပုံအလဲမှာထုတ်ပြောသွားပြန်ပါတယ်။လူဦးရေဒေသတွင်းလူဦးရေတန်းပေါင်း၄000နီးပါးလောက်ရှိတဲ့နိုင်ငံထဲမှာလူဦးရေတစ်ဝက်လောက်ပဲဖနက်စီတဲ့ထားအောင် တဘီလီယန်ခွဲနဘီလီယန်နီးပါးလောက်ကဖနက်လိုပါတယ်။သူတို့နိုင်ငံတွေအဲ့ဒီတက်ဆိုင်ရာနိုင်ငံတွေကလိုအပ်တဲ့တယံစာသားပစ္စည်းတွေသူတို့စီမှာအလုံလောက်မရှိဘူး။မရှိရင်ဒါတွေကိုကျွန်တော်တို့ကတင်ပို့ရောင်းချမယ်ဆိုရင် ထုတ်လုပ်ရောင်းချမယ်ဆိုရင်အများကြီးဒီတစ်ခုတည်းတင်။တချို့လည်းချာချာကြံကြံပြောတယ်လို့တွေးမှာပေါ့ဗျာလို့သူကဝုန်းဝုန်းကြကြပြောတော့ပါတယ်။အဒီနာစနေနေ့မနက်ပိုင်းမှာ နေပြည်တော် NICC2 မှာကျင်းပတဲ့ကဘာရေးနေ့2025 ခန်းနာကိုအမျိုးသားအစဉ်ရေအင်းရင်းမြစ်ကောမဒီဥက္ကဋ္ဌတာဝန်ကိုပါတာယူထားတဲ့စစ်ကောင်းဆောင်တက်ရောက်ခဲ့ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ဒူချုပ်ဆိုးဝင်းတို့ဟာဒီတပတ်ထဲမှာလဲပွဲတကလည်းတက်ပြီးသူတို့ဩစာခံတွင်နဲ့တွဲဆောင်မှုတွေပဲဆက်လက်လှုပ်ဆောင်နေခဲ့ကြပါတယ်ဒီတပတ်ထဲစစ်ကောင်းဆောင်က နေပြည်တော်ကမခွဲခွာခဲ့ပဲဆိုးဝင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းကိုအလဲခရီးထွက်ခဲ့တဲ့အကြောင်း တင်ပြရင်ဒီတပတ်ရဲ့ကဏ္ဍလေးကိုအဆုံးသတ်လိုက်ပါရစေရှင်အဆုံးအထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးဘေးရန်ကင်းကွာပြီးစောင့်ဝတ်နေရေးအဆင်ပြေကြပါစေရှင်ကျမတို့ channel လေးကို subscribe လေးလုပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်ကျမညိတ်ပါ